ချက်စီနဲ့တူချန်ပီယံလိတာမမို့ပရီးမီးယားလိကိုရယူဖို့ဆိုတာသူရဲ့အိမ်မက်ဆိုတဲ့အန်ဇိုဖော်ရန်ဒက်စ်ပရိသတ်များအားလုံးမင်္ဂလာပါများဘလူးလိုင်းကင်းကတင်ဆက်နေပါရီကျွန်တော်ရဲ့အိမ်မက်ကကလပ်နဲ့တူချန်ပီယံလိတာမမို့ပရီးမီးယားလိကိုရယူဖို့ပါအဲ့ဒါကကလပ်အတွက်အထိပယ်ရန်ရှိတယ်ဆိုတာကျွန်တော်တို့သိပါရီချက်စီတင်းကိုနေတိုင်းနဲ့ပွဲတိုင်းမှာအကောင်းဆုံးနီလာနဲ့ကိုစားပြုနိုင်မှုကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်လို့ချက်စီကွင်းနဲ့လူအန်ဇိုဖော်ရန်ဒက်စ်ကထုတ်ဖော်ပြောဆိုလာခဲ့ပါရီဒီစကားကိုကြားလိုက်ရတော့တကယ်ကိုမှစိတ်လှုပ်ရှားစရာကောင်းနေမဟုတ်လားဗျ သူပြောတဲ့စကားရေးထဲမှာချယ်ဆီသင်းကိုတစ္ဆာရှိမှုအီမန်ချက်ကြီးမှုတောင်းယူမှုစိတ်ဓာတ်တွေပြည့်နေတာကိုသတိထားမိမှာပါအန်ဆိုရဲ့စကားဒီပေါ်မှာအခြေခံကြော်တော့သုံးသက်ကြည့်ရမယ်ဆိုရင်ကျွန်တော်ရဲ့အိမ်မက်ကကလပ်နဲ့တူချန်ပီယံလိဒါမှမဟုတ်ပရီးမီးယားလိကိုရယူဖို့ပါဆိုတဲ့အချက်မှာအဓိကအချက်၃ချက်ရှိတယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ပထမချက်အန်ဆိုကတယောက်တည်းအောင်မြင်ချင်တယ်လို့မပြောပါဘူးကလပ်နဲ့တူဆိုတဲ့စကားမှာသူ့မှာတင်းလုံးကိုဦးဆောင်နေတဲ့စိတ်ဓာတ်ရှိတယ်ဆိုတာပြသနေပါတယ်ဒါကခေါင်းဆောင်ကောင်းတယောက်ရဲ့လက္ခဏာပါဒုတိယချက်အန်ဆိုရဲ့ယီမန်ချက်ကြီးမှုကိုတွေ့ရပါတယ် ချန်ပီယံလိနဲ့ပရီးမီးယားလိဆိုတာကကဘာကြီးကျယ်ဆုံးစုဖလားတွေဖြစ်ပါတယ်။အန်ဆိုကအတမန်စုလေးတွေကိုမျောမက်နေတာမဟုတ်ပါဘူး။အကြီးဆုံးစုတွေကိုပဲမျောမက်နေတာဖြစ်ပါတယ်။ဒါကကဘာကောင်းဆုံးကစားမတိုင်းမှာရှိတဲ့စိတ်ချက်ပါပဲ။တတိယချက်သူကကလပ်အတွက်အသေးပဲရန်ရှိတယ်ဆိုတာကျွန်တော်တို့သိပါတယ်လို့ဆက်ပြောထားပါတယ်။ဒါကချယ်ဆီရဲ့တမိုင်းကြောင်းဝါဒနာရှင်တွေရဲ့မျောလင်းချက်တွေကိုနားလည်သဘောပေါက်ထားတယ်ဆိုတာပြသနေပါတယ်။အန်ဆိုကအသက်20နှစ်ပဲရှိသေးပေမဲ့သူ့မှာသဘာဝကောင်းဆောင်စိတ်ဓာတ်ရှိပါတယ်။ကွင်းလယ်မှာသူကအသင်းကိုဦးဆောင်နိုင်တယ်၊ကစားပုံကစားနည်းကလည်းအတွေ့အကြုံရင်ကစားမတယောက်လိုပါပဲ။ သူ့ရဲ့ကစားဟန်ကချယ်ဆီတင်းရဲ့ရန်ကိုကာညီမှုရှိပါတယ်။ဘောလုံးပိုင်ဆိုင်မှုကောင်းတဲ့ပြိုင်ပွဲတိုက်စစ်ကိုဖျက်တောက်နိုင်စွမ်းရှိတယ်။ကိုတင်မို့အတွက်ခွင့်ရဖန်တီးနိုင်တယ်။ခန်းစီပိုင်ကုကံကာကွယ်ရေးမှလည်းပါဝင်ကူညီနိုင်ပါတယ်။အန်ဆိုကအသက်22နှစ်ပဲရှိသေးတော့ချယ်ဆီတင်းအတွက်နောက်ထပ်နှစ်တည်းအများကြီးအသုံးဝင်နိုင်တဲ့ယင်းနှိမ့်မြောက်နိုင်မှုတစ်ခုပါပဲ။ချယ်ဆီတင်းကမကြသေးခင်နှစ်တည်းအတွင်းမှာပြောင်းလဲကြီးတွေကြုံနေရပါတယ်။တော်ဝလီဦးဆောင်တဲ့အဖွဲ့ကကလပ်ကိုဝယ်ယူလိုက်တဲ့ပြီးမာစကာဦးဆောင်မှုအောက်မှာအသင်းကိုပြန်လည်တည်ဆောက်နေရပါတယ်။လူငယ်ကစားမတွေကိုယင်းနှိမ့်မြောက်နိုင်နေတယ်လိုချိန်မျိုးမှာအန်ဇိုလိုမျိုးငယ်ရွယ်ပြီးတော့စိတ်သက်မြင်မာတဲ့ကစားမတွေက အသင်းအတွက်ရန်ကုန်မှာရေးကြီးပါတယ်။အန်ဆိုပြောလိုပဲချန်ပီယံလိဒါမှမဟုတ်ပရီးမီးယားလိကိုရယူဖို့ဆိုတာမလွယ်ကူပါဘူး။လူမျိုးစုကြီးတွေကိုရယူနိုင်ဖို့အတွက်အချိန်ယူပြီးတော့တိစောက်ရမယ်။ချယ်ဆီတင်ဟာလက်ရှိမှာပြန်လည်တိစောက်ရေးကာလကိုဖျက်ဆီးနေရတာပါ။ဒီလိုကာလမှာဆေးရှိရေးထားပြီးတော့အခြေခံကနေစပြီးတော့တိစောက်ရမှာဖြစ်ပါတယ်။နံပါတ်၄ချက်အသင်းစိတ်ထက်မွေးမြူရမယ်။ကစားမတိတိအများကြီးရှိတဲ့အခါသူတို့တွေကိုတသားတည်းဖြစ်အောင်လုပ်ဖို့လိုအပ်ပါတယ်။အန်ဆိုလိုမျိုးကစားမတွေဟာလွန်နေရာမှာရေးပါရခန်းကဏ္ဍကနေပါဝင်နိုင်ပါတယ်။ နံပါတ်3ချက်ပရိသတ်ရဲ့ယုံကြည်မှုကိုထိန်းသိမ်းရမယ်။ချယ်ဆီပရိသတ်တွေဟာအောင်မြင်မှုကိုမြန်မြန်မျှော်လင့်ကြပါတယ်။အဲဒါကြောင့်အသင်းအနေနဲ့ဝါဒနာရှင်ရဲ့ယုံကြည်မှုကိုထိန်းသိမ်းနိုင်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့အန်ဆိုပြောတဲ့ဇာတ်ကားကချယ်ဆီပရိသတ်တွေအတွက်ယုံကြည်မှုတစ်ခုပေးနိုင်စွမ်းရှိပါတယ်။သူကချယ်ဆီမှာရေရှည်ရှိနေမဲ့ကစားမတယောက်လိုခံစားရတယ်။အသင်းအောင်မြင်မှုအတွက်စရာထက်သန်နေတယ်။ပရိသတ်ရဲ့မျှော်လင့်ချက်တွေကိုနားလည်သဘောပေါက်ထားတယ်။အချို့ဆိုရရင်တော့အန်ဆိုဖာရန်ဒက်စ်ရဲ့ဒီဇာတ်ကားကချယ်ဆီတင်းအတွက်မျှော်လင့်ချက်ရောင်ကြီးတစ်ခုပါပဲ။ ငွေရတဲ့ကစားမတယောက်မှာလိုမျိုးရီမန်းချက်ကြီးကြီးတွေရှိနေတာကချယ်ဆီအသင်းအတွက်ကြီးမားတဲ့အကန့်ကောင်းခြင်းတစ်ခုပါပဲ။သူပြောသလိုပါပဲချယ်ဆီအသင်းဟာချန်ပီယံလိနဲ့ပရီးမီးယားလိစုတွေကိုပြန်လည်ရယူနိုင်တဲ့အဆင့်မြင့်အသင်းတစ်သင်းဖြစ်ပါလိမ့်။လူအောင်မြင်မှုတွေကိုရရှိဖို့အတွက်အန်ဆိုလိုမျိုးစိတ်တက်မြင်မာတဲ့ကစားမားတွေရဲ့ဦးစားမှုကိုလိုအပ်ပါလိမ့်မယ်။ညီကိုကရောအန်ဆိုရဲ့စကားတွေပေါ်မှာဘယ်လိုမြင်မိကြပါသလဲခင်ဗျာ။ပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။